ချက်မြောက်ရာကျမ်းအခန်းကြီး29သူတို့ဒီငါရှိမှယစ်ပရောဟိတ်အမှုကိုဆောင်ရွက်မိအကြောင်းအဘဲ့အတုံတန်ရှင်းစေရမည်နီဟုမူကားအပြစ်မပါသောနွားတငယ်အထီးနဲ့တိုးနှစ်ကောင်တို့ကို၎င်းတစည်းမပါသောဂျုံမှုတ်တစည်းမပါဘဲစီနဲ့လောက်သောဂျုံမှုတ်ပြားတစည်းမပါဘဲစီနဲ့လူသောဂျုံမှုတ်ကျွတ်တို့ကို၎င်းယူရမည်ထိုမှုတ်များကို တောင်းတလုံးထဲ၌ထဲ့ပြီးမှနွားတကောင်တိုးနှစ်ကောင်နဲ့တကွဆောင်ခဲ့ရမည်အာရုံနဲ့သူသားတို့ကိုပြိသက်စည်းဝေးရဲ့တကားနာတော့ခေါ်ခဲ့၍ရေချိုးရမည်အဝိတ္တဇာများကိုယူ၍အင်ဂျီဝစ်လုံတင်းတိုင်ရင်ဖုံးနှင့်အာရုံကိုဝစ်စီ၍ထူဆန်းသောတင်းတိုင်ရင်စီးနှင့်စီးရမည်။သူ၏ခေါင်းပေါ်မှာ ဘောင်းကိုတင်၍ဘောင်း၌တန်ရှင်းသောတင်းချစ်ကို တက်ရမည်ထိုအခါလိန်စရာစီကိုယူ၍သူဤခေါင်းပေါ်၌လောင်းသဖြင့်သူကိုလဲရမည် သူဤသားတို့ကိုလည်းခေါ်ခဲ့၍အင်းကြီးဝစ်စီရပြီခပန်းကိုလည်းစီး၍အုတ်ထုပ်ကိုလည်းစောင်းစီပြီးလေသူတို့သည်ထာဝရပြည့်ညတ်တော်အတိုင်းယစ်ပရောဟိတ်အရာကို ဆိုင်ရမည် ထိုတော့အာရုံနဲ့သူသားတို့ကိုယစ်ပရောဟဲ့အရာ၌ခန့်ထားရမည်ထို့နောက်နွားထီးတကောင်ကိုပရိသတ်စီဝေးရာတဲတော်ရှေ့တော့ဆောင်ခဲ့၍အာယုံနဲ့သူဤသားတို့သည်မိမိတို့လက်ကိုနွားကောင်းပေါ်မှာတင်ရကြမည်ပရိသတ်စီဝေးရာတဲတော်တကားနာမှာထာဝရဖျားရှေ့တော်၌ထိုနွားကိုတိုက်ရမည် အသွေးကိုယူ၍ရစ်ပလီဥချို့တို့၌လက်ညိုးနှင့်ထဲ့ပြီးမှကျွင်းသောအသွေးကိုရစ်ပလီခြေရင်းနားမှတွန်းရအူကိုဖုံးသောစီဥရှိသည်မြအသေးပေါ်၌ရှိသောအမည်ကြောက်ကတ်နှစ်ခုနှင့်ကြောက်ကတ်စီဥကိုယူ၍ရစ်ပလီပေါ်မှမိရှုပ်ရနွားဤအသား အရေးချီနုကိုကတက်ပြေမှာမိရှုပ်ရမယ်အပြစ်ဖြေရာရစ်ဖြစ်တိုးထီးတကောင်ကိုလည်းယူ၍အာရုံနဲ့သူဤသားတို့သည်မိမိတို့လက်တော့သူခေါင်းပေါ်မှာတင်ရထိုးသူကိုတက်ပြီးလင်အသွေးကိုယူ၍ရစ်ပလင်အပေါ်နားပလင်၌ဖြန်းရမည်သူကိုလည်းအပိုင်းပိုင်းဖြဲ့၍ ဝမ်းထဲ၌ရှိသောအရာနှင့်ခြေတို့ကိုစေးကြောပြီးလေခေါင်းနှင့်တားတစ်များကိုဆုထား၍တိုးတကောင်လုံးကိုရစ်ပလင်ပေါ်မှမီးရှို့ရထာဝရဖယားအားမီးရှို့သောရစ်ဖြစ်ထာဝရဖယားအားမိဖြစ်ဆက်ကပ်၍မှွေးကြိုင်သောပူဇော်တက ဖြစ်၏အခြားသောတိုးကိုလည်းယူ၍အာရုံနဲ့သူဤသားတို့သည်မိမိတို့လက်ကိုခေါင်းပေါ်မှတင်ရမည်ထိုတိုးကို တက်ပြီးလေအသွေးကိုယူ၍အာရုံဤလက်ရာနာပြင်၌၎င်းသူဤသားတို့ဤလက်ရာနာပြင်၌၎င်းသူတို့ဤလက်ရာလက်မ၌၎င်းလက်ရာခြေမ၌၎င်း ထဲ့၍ရစ်ပလင်ပေါ်ပတ်လေ၌ဖြန်းရမည်ရစ်ပလင်ပေါ်မှာရှိသောအသွေးနှင့်လိန်စရာစီကိုယူ၍အာရုံနှင့်သူ၏အဝိညာဉ်၎င်းသူ၏တာဒုနှင့်သူတို့အဝိညာဉ်၎င်းဖြန်းသည်ဖြစ် အာရုံမှစ၍တာများအဝိများကိုလည်းတန်ရှင်းကြလိမ့်မည်ထိုတူးသည်အရာ၌ ခန့်ထားရတိုးဖြစ်တော်ကြစီဥအမီအဥကို ဖုံးသောစီဥအသေးပေါ်၌ရှိသောအမီကြောက်ကတ်နှစ်ခုနှင့်ကြောက်ကတ်ကိုဖုံးသောစီဥလက်ရာပခုံးထာဝရဖေဟာရှေ့တော်၌ထားသောဒဇေးမဲ့မုံတောင်းထဲကမုတ်တလုံးစီနဲ့လှုပ်သောမုံပြားတပြား မုံကျွတ်တကြိတ်ကိုယူ၍အာရုံလက်သူ၏တာတို့လက်၌ထိုအရာတို့ကို ထားပြီးလေထာဝရဖရာရှေ့တော်၌ခြီလွဲ၍ခြီလွဲသောပူဇော်တကပြုရပြီးထိုအရာတို့ကိုသူတို့လက်မှခံယူ၍ထာဝရဖရာရှေ့တော်တွင်မွေးကြိုင်သော အနက်ဖြစ်စေခြင်းကရစ်ပလီ၌မိရှုံရာ ရှစ်အပေါ်မှာရှုပ်ရမည်ထာဝရဖျားအားမိဖြစ် ပြုသော ပူဇော်တကဖြစ်အာရုံဤအရာ၌ခန့်ထားရာတူဤရင်ဘက်ကိုယူ၍ထာဝရဖျားရှေ့တော်၌ခြီလွဲသည်ဖြစ်ခြီလဲသော ပူဇော်တကပြုတ်ပြီးမှတူဤရင်ဘက်သည်တင်ဤအဖို့ဖြစ်ရ၏ ထိုတို့အာရုံနဲ့တာတို့ဤအရာ၌ခန့်ထားရတူးသေးကခြီလွဲသော ပူသောတကပြုတ်၍ခြီလွဲသောရင်ဘက်ကို၎င်းချီးမြောက်သော ပူသောတကပြုတ်၍ချီးမြောက်သော ပခုံးကို၎င်းတန့်ရှင်းစေပြီးမှ ထိုရင်ဘက်ပခုံးတို့သည်ထာဝရပြည့်ညတ်တော်အတိုင်း ဣတိလအမျိုးသားလှူသောအာရုံဤအဖို့တုတားတို့ဤအဖို့ဖြစ်ရမည်ဣတိလအမျိုးသားပြုသော မိတ္တဟာယရစ်ထဲကသာဝရဖျားရှိတော်၌ချီးမြောက်၍ချီးမြောက်ရာ ပူဇော်တကဖြစ်၏အာရုံဤတန်ရှင်းသော အဝိတ္တဇာကို သူဤသားတို့သည်အမွေခံသည်ဖြစ်စီလိန်ချင်းမင်္ဂလာနဲ့ ရစ်ပရဟိတ်အရာ၌ခန့်ထားသောအခါဝစ်စင်ရမည်အာယုံကိုစားရစ်ပရဟိတ်လှုပ်တော်သားသည်တန်ရှင်းရာဌာန၌အမှုတော်ကိုဆောင်ခြင်းကပရိသတ်စည်းဝေးရာတဲတော်သို့ဝင်သောအခါခုနှစ်ရက်ပတ်လုံးဝစ်စင်ရမည်အရာ၌ခန့်ထားရာသူ၏အသားကိုယူ၍ တန်ရှင်းရာဌာန၌ပြုတ်ပြီးမှ အာယုံနဲ့သူသားတို့သည်ထိုအသားကို၎င်းတောင်းထဲ၌ရှိသောမုံကို၎င်းပရိသတ်စည်းဝေးရာတဲတော်တကားနာမှစားရကြမည်သူတို့ကိုတန်ရှင်းစေ၍အရာ၌ခန့်ထားစေခြင်းကအပြစ်ဖြေရာမင်္ဂလာပြုခြင်းနဲ့ဆိုင်သောအရာတို့ကိုသူတို့သည် စားရကြမည် ထိုအရာတို့သည်တန်ရှင်းသောကြောင့်မဆိုင်သောသူ မစားရအရာ၌ခန့်ထားရာနှင့်ဆိုင်သော အမဲသာဖြစ်စေမုတ်ဖြစ်စေနန်းနဲ့တိုင်အောင်ကြံကျွင်းလျင်ထိုအကျွင်းကို မီးရှို့ရပြီတန်ရှင်းသောကြောင့်အဘယ်သူမြမစားရထိုတော့ငါပြည့်နေသည်။အတိုင်းအာယုန်နဲ့သူသားတို့အာပြုတ်၍ ရှိပရောဟိအရာ၌ခန့်ထားခြင်းမင်္ဂလာကိုခုနှစ်ရက်ပတ်လုံးဆောင်ရမည်ထိုမှတပါအပြစ်ဖြေခြင်းအလို့ငါနေ့တိုင်းနွားထီးတကောင်ကိုပူဇော်၍အပြစ်ဖြေရာရှိပြုရမည်ထိုတော့ရှိပလင်အဖို့အပြစ်ဖြေခြင်းကိုပြုပြီးမှပလင်ကိုစင်ကြယ်စေရမည်ထို့နောက်တန်ရှင်းစေခြင်းငါစီနဲ့လိမ့်ရမည် ခုနှစ်ရက်ပတ်လုံးရစ်ပလင်ဖို့အပြစ်ဖြေခြင်းကို ပြု၍တန်ရှင်းစေပြီးမှအလွန်တန့်ရှင်းသောရစ်ပလင်ဖြစ်၍ထိုပလင်နှင့်တွေ့သည်မသောအရာတို့သည်တန်ရှင်းသောအရာ ဖြစ်ရမည်ရစ်ပလင်ပေါ်မှပူဇော်ရသောအရာဟုမူကအခါမလဲသောတိုးတငယ်နှစ်ကောင်ကိုယူ၍နေ့တိုင်းအစိမပြတ်နန်းနဲ့ရန်၌တကောင် ညာဦးရန်၌တကောင်ကို ပူဇော်ရမည်တိုးတငယ်တကောင်ကိုပူဇော်သောအခါတန်လွင်တီးကို ထောင်း၍ရသောတန်လွင်စီသုံးလောကနှင့် ရောသောမုံညက်တောမဲကို၎င်းတွန်းလောင်းရ ပူဇော်တကအကိုစပြည့်ရင်သုံးလောကကို၎င်းတိုးတငယ်နှင့်အတူ ပူဇော်ရမည်အခြားသောတိုးတငယ်ကိုညဦးရန်၌ပူဇော်သောအခါ နနဲ့ရန်နဲ့ဘောဇင်ပူဇော်တကသုံးလောင်းရပူဇော်တက ပါတိနီတူပါလှက်ထာဝရဖရာအာမိဖြင့်ဆက်ကဲ့၍မွေ့ကြင်သောပူဇော်တကပြုတ်ရမည်ထိုတော့တင်တို့တားစဉ်မြင်းဆက်တို့သည်တင်နှင့်ငါတွေ့၍နှုတ်ဆက်ရအရထာဝရဖရာရှေ့တော်၌ပရိသတ်စည်းဝေးရတဲတော်တကားနာမှာ အစင်မပြက်မိရှုသောရစ်ကိုပူဇော်ရကြမည်ထိုအရက်၌ဣတိလအမျိုးသားတို့နဲ့ငါတွေ့ရငါဘုံတော်အားဖြင့်သူတို့ကိုတန်ရှင်းစေမည်ငါရှိ၌ရစ်ပရောဟိတ်အမှုကိုဆောင်စီခြင်းကအာယုန်နဲ့သူ၏သားတို့ကို၎င်းပိသက်စည်းဝေးရတဲတော်ကို၎င်းရစ်ပလင်ကို၎င်းငါတန်ရှင်းစေမည် ဣတိလအမျိုးသားတို့တွင်ငါနေ၍သူတို့ဤဖျားဖြစ်မည်ငါသည်သူတို့တွင် နေခြင်းကသူတို့ကိုအေဂုတ်တို့ပြည်တဲကကဲနှုတ်ဆောင်ယူခဲ့တော်သူတို့ဤဖျားသခင်ထာဝရဖျားဖြစ်ကြောင်းကိုသူတို့တိကြလိမ့်မည်ငါသည်သူတို့ဖျားသခင်ထာဝရဖျားဖြစ်၏ဟု မောရှေအားမိန်တော်မူ၏